နှံ့သည်လေးမှန်ပြတင်းကိုလက်ဖွားလေးဖြင့်ကပ်လိုက်ရင်အောက်သို့ငုံကြည့်လိုက်သည်လေးရင်သည်ကလေးမျိုးစီသို့နှိမ်စင်စားပြူလေးပြီတိမ်တွေကြားမှလေးရင်သည်ကလေးလွင်မြင်စီသို့တဖြည်းဖြည်းနှိမ်စင်လာသည်ချင်းတွင်းမြစ်ကိုအနီးကပ်မြင်ရသည်ဟူဝေးဝေးမှတော့နှံ့တို့ရဲ့ချင်းတောင်တန်းကြီးတွေချင်းတွင်းမြစ်နှင့်ချင်းတောင်တန်းများကြားတွင် ကလေးလွင်မြင်သည်ကြဲပြန့်စွာရှိနေသည် ဟောဟိုမှာမေတ္တာမြင်မဟုတ်လားဖြောင်းမြန်စီတဲ့မြစ်လေးထူးထူးခြားခြားမြို့လေတွင် လေရင်ခွင်းရှိသောဒီကလေးမြို့ကို ချင်းပြည်နယ်ကခွဲခွာစဉ်ကတချိန်သာရောက်ခဲ့ဘူးသည်ခုတော့ဒုတိယအကြိမ်ပေါ့လွန်ခဲ့သည့်၁၀နှစ်ကျော်တုန်းကတော့ခွဲခွာရသောခရီးယခုကပြန်လည်ဆုံတွေ့ခြင်းနှွမ်သည်နှွမ်ချစ်သောချင်းတောင်နှံတွေကို လေရင်ပေါ်ကနေမျက်စိတစုံငေးမောရင်တဖြည်းဖြည်းဝေးသွားသည့်တောင်နှံတွေ မြင်ကွင်းကပျောက်သွားချိန်မှာတစ်ချက်ရှိုက်၍ငိုလိုက်သော16နှစ်သမီးကလေးပုံခတ်နှံကိုပြန်မြင်လာသည် အခုလေရင်အစင်းမှာတော့တဖြည်းဖြည်းနီးလာသောတောင်တန်းတွေကိုကြည်ရင်လိုက်ခနေပျော်ရွှင်လာသည်နှံကတထားကိုငေးကြည့်လိုက်သည်အလိုတထားကအိတ်နေပါလားလေရင်စင်းနေတာတော့မနိုးနှံကအိတ်မဲ့သောတထားကိုငုံကြည့်ကပြုံးလိုက်ရင် တထားလက်မောင်းကိုတတောင်ဖြင့်အသာအရာထုတ်လိုက်သည်တထားကလေးရောက်ပြီနော်အင်းဟင်ရောက်ပြီလားဘယ်ရောက်တာလဲဩကလေးရောက်ပြီပေါ့နော်ခချင်မူတို့ကြောင်ကတည်းဖြင့်ဟိုကြည့်တီကြီးလုံးနေသောတထားကိုပြုံးပြလိုက်ပြီးနှွမ်းကလေရင်ပြတင်းဘက်သို့ပြန်လှည့်လိုက်သည် နနက်ခင်းနေအောင်ကြီးကကလေးမျိုးကို ဖြန့်ကျက်လွှမ်းခြုံထားသည်နေအောင်အောက်တွင် တောင်တို့သည်ရိပ်ရိပ်ပြပြ လေရင်ဘိန်းနဲ့လေရင်ပြေးလန့်တို့ဒုက္ခနဲ့အထီတွင်နှလုံးသားကတိတ်ခနဲခုံသည် လေရင်သည်ပြေးလန့်ပေါ်တွင်အချိန်ဖြင့်ပြေးလွှားပြီးနောက်တဖြည်းဖြည်းရပ်တန့်သွားသည်တထားကမတ်တရက်ခါလေရင် luggage holder ကိုဖွင့်၍သူ့အိတ်ကိုလှမ်းယူသည်နှံကနှံ့ကြောပိုးအိတ်ကိုလှမ်းဆွဲပြီးကြောပိုးလွယ်လိုက်သည် နွမ်းကခီးသွားလျင်ပစ္စည်းများများဆဆယူလိမ့်မရှိတတ်နိုင်သလောက်ပေါပေါပါပါသွားခြင်းသည်လိုအပ်လျင်ရောက်သည့်ရက်ကဒေသထွက်အထယ်ကလေးတွေဝဲဝင့်မြီတတ်ထားကတော့ဘာရီထိုးချိတ်ထဲလာသည်မသိသူ့အိတ်ကြီးကကြီးလာသည် ပြီးတော့ဓောက်ဖနက်အထူးကြီးလည်းစီထားသေးသည်လက်ကန်အိမ်လက်လာကိုဂိုင်းကခါဝင်အချက်ကလေးနဲ့မျက်နှာမှာလည်းမိတ်ကက်အပြည့် နှမျက်နာကတော့တတ်ထားနဲ့ဆန်ကျင်ဘက်ဖြစ်မည်ထင်သည်လိုရှင်းလောက်သာပေါ်လာသဖြင့်ပြောင်ရှင်းနေသော မျက်နာပေါ်မှာနှကန်းဒီအယောင်ဖြော့ဖြော့သာစူးထားသည်မျက်ခုံးကတော့ပင်ကိုထူမှုဆွေးเสียရမလို့ပေါ်ပါအကျန်းခံသည် ဝကင်ရှူကိုစီကဂျန်ပန်တီရှပ်နှင့် အပေါ်ကဂျာကင်ခပ်ပါပါတထည့်ထပ်ဝစ်လာခဲ့သည်ကို့အဝတ်အစားကိုကိုပြန်ကယူဆိုင်နေရမည်အနေအထားမျိုးကိုနှံ့မကြိုက်ကိုကအဝတ်အစားကို ပြန်ကယူဆိုင်နေရမှာမဟုတ်အဝတ်အစားကကို့လိုအချက်ကို ဖြည့်ဆည်းရမှာဟုသာခံယူထားသည်အဝတ်အစားအတွက်တော့နှံ့ကိုဝင်မပီစေရနှံ့သည် ပေါ်ပါသောခြေလမ်းများဖြင့်လေရင်တကားဝါသို့ရှောက်ထွက်လာသည် တထားကသူ့အိတ်ကိုဘိန်းထုတ်၍ဆွဲလာရင် နောက်မှခဏနေပါလာသည် လေရင်ခွင်းမှာအချိန်ကြက်ကြာနှောင့်နေရတာမျိုးကိုမမကြိုက်မှန်းသည့်သဖြင့်တထားက သူ့အိတ်ကိုမအပ်ဘဲလေရင်ပေါ်မှာဟန်ကယ်ရီအဖြစ်သာတည်လာပြတာတခုကိုတော့ကျေးဇူးတင်ရမည်နွမ်လီရကားဝ၌ယက်မိချိန်တွင်အနှဲငယ်အေးမြသောစောင်းလီကစီကြိုသည်။အိုးလက်ဆက်လိုက်တာ နွမ်းချစ်တဲ့တောင်တန်းတွေစီကလာတဲ့လေမို့ပူ၍လက်ဆက်လေသလားတောင်တန်းတွေကိုမပြောနဲ့တောင်တန်းနဲ့အနည်းဆုံးနေရာကိုရောက်တာနဲ့တောင်ရှူလိုက်မိတော့လေက လူကိုလန်းဆန်းသွားစေသည်ကလေးမျိုးကြီးဆောင်းကတော့တိတ်မအီလာပါတောင်တန်းတွေထက်စာရင်ပေါ့နွမ်းသည်လေမောမှဆင်းကလေစိတ်အဆောက်အုံစီတို့လျှောက်လာရင်လာကြုံမိသူကိုရှာလိုက်သည် ရှာတာရှာရတော့လဲမြင်မှုတာတော့မဟုတ်ဆလိုင်းပပီကတော့လွန့်ကိုလာကျူခိုင်းမိသူ့မိတ်ဆွေကိုလွန့်တပ်ပုံပြထားသည် ဟုဆိုသည်ဟောဟူမာဟူတယောက်ထင်ပါရဲ့လွန့်ကိုပြုံးပြရင်လက်တစ်ဖက်ပါမြောက်ပြလိုက်တော့ယောက်ျားတယောက်လွန့်ကအလိုက်တင်ပြုံးပြရင် သူ့စီတို့ဦးတီရှောက်လာခဲ့သည်မိုင်စတဲ့နီလားဗျဟုတ်ပါတယ်ချင်းနယ်မဲကပုံခန့်နွမ်းမှာရှင်ကဆလိုင်းပပီရဲ့မိတ်ဆွေလား ဟုတ်ကဲ့ဗျကျွန်တော်နာမည်ကျင်လျန်ထံမှာထန်နိုးလို့ခေါ်ကြပါတယ်ဟုတ်ကဲ့ တွေ့ရဝမ်းသာပါတယ်နာမည်အရတော့သူကတီးတိမ်ချင်းဆိုတာနှမ်းသိထားသည် သူ့နာမည်ကိုစလိုင်းပီပီကလည်းနှံ့ကို ပြောပြထားသည် နန်တို့အရက်မှာကနေရက်ဒေတာပြုတ်ရွာတွေအလိုက်မှဲ့သည့်နာမည်သုံးသည့်ဘာသာစကားနဲ့အလိအထတွေကွဲပြားခြားနာသည်ထန်နိုးကနှံ့နဲ့အသက်ချင်းမတိမ်မရင်ရှိမြည်ထင်သည် အသားလက်လက်နှာရန်တူတုတ်တော့မေးယူလေးတောင်ကြကြအရက်ကအိတ်မမြင်လားချင်းမမေနဲ့လဲသားကြခင်ကိုဝှထားပြီးလဲပင်မှာချင်းမဖလားတထဲပတ်ထားသည် သူ့ပုံစံကမြင်ယုံနှင့် ချင်းတိုင်းရင်သာမှန်တန်းတီစီမီရုပ်ရည်မျိုးစကားတန်ကလည်းတော်တော်ပဲဝဲသည်နှံကဝဲတော်လဲသူ့လိုမသိတာမမီကတော့နှံ့ကိုချစ်စနိုးပြောမှုသည် တမီးတန်ဝဲပုံလေးကစကားတန်အစုံမှာအတန်လေးချိုပြီးတမျိုးလေးအတန်မြင့်သွားပြီးမှဝိဝိဝဲဝိုင်လေးအစုံသက်သွားတော့တမျိုးချစ်စရာကောင်းတယ်။နားထောင်လို့ကောင်းတယ်။ဟုဆိုသည်။နွမ်ကမာမိကိုလှစ်ခနဲတတိယသွားမိသေးသည်။ကျွန်တော်ကဆလိုင်းပီပီရဲ့တူရဲ့တငယ်ချင်းမှာဆရာကြီးရဲ့တူကခီးသွားနေလို့ကျွန်တော်ကိုလာကြိုခိုင်းထားတာပါဖလန်းကိုလည်းကျွန်တော်ပဲကားမောင်းပို့มาပါဘာဖြစ်စည်းတည်စရာပါသေးလဲဗျ မပါပါတယ်ပါတယ်ဒီမှာလွန့်စကားမဆုံးခင်တတ်သားကထန်နိုးဘတ်တို့သူ့အိတ်ကိုတွန်းပစ်လိုက်သည်မနက်6နာရီခွဲ flight နဲ့လာရတာမို့တတ်သားခမရလဲအေးရမဝသည့်ဒုက္ခနဲ့အားပြော်နှမ်းလျက်နေပုံရသည်နှွမ်ကတတ်သားကိုကြည့်ရင်ပြုံးရသည်ထန်နိုးကတတ်သား၏အိတ်ကိုဆွဲယူလာရင်ကားတော့အစင်းနေမယ်ခမရဒီနေ့ပဲတောင်ပေါ်တက်ရှင်လဲရတယ်ဒါမှမဟုတ်ခရီးပန်းနေဆိုရင်လဲဒီတညကလေးမှာအိတ်ပြီး မနက်အစောထတက်လို့ရတယ်။လိုရမယ့်ရမင်းကြီးဟိုတယ်မှာတော့ဟိုတယ်ဘူကင်တင်ထားတယ်။နွမ်ကနာရီတစ်ချက်ကြည့်လိုက်သည်ခုမှမနက်9နာရီခွဲရောက်ခါနီးလေရောက်ချင်လေဆိုသလိုပင်တောင်တန်းတွေနဲ့အနီးဆုံးနေရာကိုရောက်နေမှာတော့အချိန်ထက်မဆောင်ချင်တော့ပြီ။ရပါရဲ့မနာတော့ပါဦး။တစ်ခါလေးပဲတက်လိုက်တော့မယ်လေ။မမပြမန်းနေမှာပေါ့မမရဲ့။မနက်ကလည်းအစောကြီးထလာရတာတ냐အိပ်ပြီးမနက်မှသွားပါလား။ ကလေးမှဒီတရားနာပြီးလဲပတ်လို့ရတာပဲတထားကဝင်ပြောသဖြင့်နွမ်းကတထားကိုပြုံးကြည့်လိုက်ရင်နွမ်းကတော့မပင်မမှာဘူးတထားပင်မလို့လားရှင်။အော်မပင်မမှာဘူး။ဒါဆိုဒီနေ့ပဲတက်ကြရပေါ့။ကဲသွားရအောင်။နွမ်းကခြေလန်းပြင်လိုက်သဖြင့်ထန်တို့ကတထားအိတ်ကိုဆွဲကရှေ့မှဥဆောင်သွားသည် လေစိတ်အပြင်ဘက်လမ်းဘေးမှာရထားသည့် self car တစီကို တွေ့သည်ထန်တို့ကကားနောက်ဖုံးကို ဖွင့်ကားအိတ်ကိုထည့်လိုက်ပြီးနည်းနည်းတော့စောသေးတယ်အမမနက်စာစားခဏနာပြီးမှတက်မလားမနက်စာကတော့လေရင်ပေါ်မှာစားခဲ့ပြီးပါပြီဒါပေမဲ့စိုက်မှာခဏထိုင်နားမယ်လीဟုတ်ကဲ့ဒါဆိုကန်လူရောက်ကိုပဲသွားလိုက်မယ်အိမ်မှာမနက်စာစုံနေထန်တို့ကကားတကားဖွင့်ပြီးသဖြင့်နွမ်းနှစ်တထားကကားနောက်ခန်းမှာဝင်ထိုင်လိုက်သည် နှံသည်ကားပြတင်းဘက်သို့လှည့်ရင်ကလေးမျိုးမြင်ကွင်းကိုငေးကြည့်လာသည်ကလေးမျိုးကတော့နှံနှင့်မယဉ်ဒီလာပေချင်းပြည်နယ်ကနေထွက်ခွာဖို့ချင်းပြည်နယ်ကိုလာဖို့ခဏတဖြုတ်ချီချရာနေရာသာဖြစ်ခဲ့သည်လက်ဖက်ရည်ဆိုင်မှာထိုင်မိကြတော့နှံရောတထားပါတိုင်းလက်အရင်ဝင်ရသည်တထားကတော့အဝိအစားပါလဲမြည်ဟုဆိုသည်မလဲလို့လည်းမဖြစ်သူခောင်းဝင်အချက်ကအမြင်ယုံနှင့်တော့စိတ်ကြက်ရသည်လေ လက်ဖက်ရည်တောင်ရင်စကားစမီပြောမိကြတော့ထန်တို့ကနှံ့ကို အနေငယ်အားနာဟန်ဖြင့်ပြောလာသည်ဟိုအမကိုကျွန်တော်တခုလောက်ခွင့်တောင်းခြင်းလို့ပြောလေထန်တို့ကျွန်တော်တို့ကားက၄ယောက်ဆန်းနာဆိုတော့ဖလန်းကို၁ယောက်လောက်လမ်းကြုံတင်ရမလားလို့ပါတခြားသူမဟုတ်ပါဘူးကျွန်တော်မိတ်ဆွေပါရှန်ကုန်ကလာတာပါသူဓာတ်ပုံရိုက်ချင်တာနေကန်၁ယောက်အဖို့ပါမှအဆင်ပြေမှာ သူနဲ့လိုက်ပြီးမဲ့ဓာတ်ပုံဆရာကအခုဖလန်းကိုရောက်နေတာဆိုတော့သူဖလန်းကိုအရင်သွားရမှာလေ။လိုင်းကားလေးတွေတော့ရှိပေမဲ့ဒီလိုကားနဲ့သွားရတာကသူ့ဓာတ်ပုံရိုက်ဖို့ရှုခင်းကြည့်ဖို့ပိုအဆင်ပြေမယ်ထင်လို့ပါ။သူတယောက်တည်းကားတစ်စီးငှားသွားဖို့ကလည်းဖလန်းထီဆိုတသိန်းခွဲလောက်ပေးရမှာ။အားနာလို့ထင်ပါရဲ့။ထန်တို့ကအသေးစိတ်ရှင်းပြနေသည်။နွမ်းအတွက်လည်းအပန်းမကြီးသူတမားကိုလည်းကုညီရာရောက်တည်မို့နွမ်းကပြုံးကခေါင်းငိမ့်လိုက်သည်။ ရတယ်လေကိစ္စမရှိပါဘူးအခု तू ကဘာမှလဲ तू ကတောင်ဇလက်ဟိုတယ်မှာသူ့ကိုဝင်ခေါ်ရမှာရပါတယ်ဝင်ခေါ်လိုက်မယ်လေလုံတန်မမထန်နိုးကတီးတင်ချင်းစကားဖြင့်ကျေးဇူးတင်ပါတယ်ဟု ပြောသည် ဖလန်းလူဆိုရင်တော့ကလုံးဝေပေါ့နွမ်သည် မန်းနှင့်အခေါ်ဝေါ်စကားတွေကွဲလွဲရှုပ်ထွေးခဲ့ပူတာကိုတတိတယပြုံးမိသည် လွန့်ကို ဖလန်းနာကကြောင်ဟဲရမှာမိခဲ့ပြီးမန့်ကိုတော့တီးတိန်နာကလင်ခံရွာကလေးမှာမွေးခဲ့သည်ပြီးတော့နွမ်းနှုနှစ်ယောက်လန်စန်းဆိုသည့်ရွာကလေးမှာစုံတွေ့ခဲ့ကြသည် စကားစမြည်ပြောဆိုမိတ်ဆက်ကြပြီးခဏကြာတော့တောင်စလတ်ဟိုတယ်ဘက်သို့ထွက်လာခဲ့ကြသည်မနက်7:00နာရီရှိပြီဖြစ်၍နေအောင်ကြီးကနှွေးလာသည် သို့တော့လေကတော့အေးစေ ကားကိုတောင်စလက်ဟိုတယ်ရှိမှရက်ပြီးထန်တို့ကသူ့မိတ်ဆွေကို ဖုံးဆက်ခေါ်လိုက်သည်။နှွန်သည်အမတ်တမန်ဟိုတယ်ဘက်သို့လှမ်းချီနေမိစေ၌ပင်ဟိုတယ်ထဲမှထွက်လာသောယောက်ျားတစ်ယောက်ကို တွေ့လိုက်ရသည်။ပါယုတစ်လျှောက်ကနေမေးစီထိတွေ့ဆင်းလာသော အမွှေးမြင့်တို့ကထင်ထင်ရှားရှားခက်ရှိရှိစပင်ကိုနှစ်ဖူးပြောင်းသိမ်း၍နောက်မှစုစည်းထားသဖြင့်လွတ်ထွက်နေသော စပင်စားတို့ဖြွားဖြွားလွင်လျက် နေရမျက်မှန်ပုံကြကြတလက်ကိုတက်လျက်ကြောဘိုးအိတ်တလုံးကိုကိုးလွေကကင်မရာအိတ်ကိုတော့ဆက်လွေတိုင်း၍လွေထားသည်လက်မှာတော့ tripod အိတ်ကိုကင်ထားသည်ဘေးအိတ်တွေပါသောစစ်ရောင်ပေါင်းမီပေါ့ပွားနှင့်ချူတိုင်းဖနက်နှင့်ခတ်ထူထူတီရှပ်လက်ရှိအဖြူရောင်နှင့်လေပင်မှာပိုးချူအမဲကိုစင်စွဲပုံလောကတက်၍ဝတ်ထားသည်လက်တစ်ဖက်မှာကជីရှော့နာ၏အနီရောင် ကြက်တစ်ဖက်မှာတော့ဒီဇိုင်းစုံလက်ပတ်ကျိုး၃ခုကိုဝတ်ထားသည်။음ကြည့်ရတာတော့မင်းသားပါလား။မိုက်တယ်နော်မမ။တထားကနှွန့်ကိုတိုးတိုးကပ်၍ပြောသည်။ထို့သူကအထန်နိုးကိုလက်မြောက်ပြ၍နှုတ်ဆက်ရင်းနှွန့်တို့ကားစီသို့လျှောက်လာနေသည်။ပုံစံကသူ့ကိုယ်သူယုံကြည်မှုအပြည့်လက်မြောက်ပြပုံကအစမင်းသားဆန်နေသည်။နှွန့်ကတော့ခက်တီတီပင်အကဲခတ်သောအချီဖြင့်လှမ်းချနေလိုက်သည်။ ကိုကားပေါ်ပါလာမည်သူတယောက်ကိုအကဲခတ်ထားဖို့တော့လူသည်လေသူကနွယ်တို့ထိုင်နေသည့်ကားနောက်ခံဘက်သို့တစ်ချက်လန်းကြည့်ကလက်ပြလျက်ပြုံးပြလိုက်သည်တိချာလဲမမြင်ရပဲနေလေသူကကားရှိကံမှာဝင်ထိုင်လိုက်သည်ထန်တို့ကခန္ဓာကိုယ်ကိုနောက်ဖက်သို့အနှဲငယ်စောင်းလှဲ့ထိုင်လိုက်ရင်အမဒါကျွန်ုပ်မိတ်ဆွေခေါင်ဝင်းပါခေါင်မူဟိဟိ တထားကနားကြလွဲကဟိကနေရတော့သူကနောက်သူလှည့်ကြည့်ကပြုံးပြလိုက်ရင်ကျွန်တော်ခေါင်းမင်းပါခမရတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်ကိုလမ်းကြုံလိုက်ခွင့်ပြုလို့ကျေးဇူးတင်ပါတယ်ကလုံးဝေးထန်းတို့ငါပြောတာမှန်တယ်နော်ကလုံးဝေးဆိုတာကျေးဇူးတင်တာကိုပြောတာမဟုတ်လားငါမနေ့ကတည်းကသူများအောင်မိထားတာခလန်းလို့ဆိုမှန်ပါတယ်အေးမှန်တော်သေးတာပေါ့မင်းတို့စကားတွေကတနည်းအားတမျိုးရှုံနေရပဲကွာ อืมမလွယ်ပါလားချင်းတွေကလည်းကုညရသည်ချင်းစကားကိုလည်းမကောင်းပြောချင်သည်ဒီအမကမိုင်းစလက်နီးတဲ့ချင်းတိုင်းရင်သူပဲဟိုညမကတတ်ထားတဲ့တွေ့ရတာကျေးဇူးလဲတင်ဝမ်းလဲတာပါတယ်ဗျာအော်ရပါတယ်ကိုခေါင်းမင်းရဲ့ကျေးဇူးတင်ကြမလို့ပါဘူးကားပေါ်ထိုင်လိုက်တာပဲဟာကျမတို့ရွက်ထားရတာမှမဟုတ်တာဟာကြိုက်ပြီဗျာတတားကတတ်တတ်ရွှင်ရွှင်ဝင်ပြောလိုက်သဖြင့်နှွမ်းမြခုံးပင်သွားသည်သူတို့ချင်းတော့ဟုတ်လို့ပါပင် အဲ့ဒီနောက်မှာတော့လွန်တို့ဤတောင်တက်ခရီးကိုစတင်လိုက်လေသည် ဖလန်းတို့မိုင်80ခရီးတောင်ဝလန်းဖြစ်၍တနိုင်15မိုင်သာခရီးရောက်သည်ဆိုတာကိုလွန်တိထားသည်ညနေ9နာရီလောက်တော့ဖလန်းကိုရောက်လိမ့်မည်ဟုမှန်းစာရသည်လန်ခရီးမကြန့်ကြခင်ပေါ့နွမ်ဘွားမှာပထမအုံဆုံးဖလန်းကနေကလေးတို့အစင်းသည့်ခီးတုံးကတော့နွမ်သည်ကလေးနဲ့ဘဏ္ဍမဝိမန်လည်းမသိ ဘဏ္ဍာရီကြသည်မသိစိတ်အာယုံထွေပြားဝေဝါးလျက်စိတ်နှင့်လူနှင့်မကပ်ဖေးကြောက်ရွံ့ကလေးတယုတ်လိုမတုံမလုံပါသွားသည် တိမ်တွေကိုမြင်နိုင်ဝမ်းနေသည်ကြံရစ်ခဲ့သည့်တောင်တွေကိုတမင်လေပြန်ကြည့်မိလျင်ငိုချင်သည်မန်တို့လင်ခိုင်ရွာကိုသွားသည်စောတောင်ရွာလမ်းခွဲမှာကားရက်တော်ယူးကျင်ကျင်စိတ်နှင့်ကားပေါ်ကခုံကျကြံခဲ့ရင်ကောင်းမလားဟုတွေးသည်သို့တော့ နှလုံးသားကခံစားရတာကတပိုင်းအုံနောက်ဤဆုံးဖြတ်ချက်ကတပိုင်းဖြစ်သည်မှန်ငါကလေနင့်လိုရည်ရွယ်ချက်မရှိဥတီချက်မရှိ အတိတ်ဝယ်မရှိငါဘဝကိုအချိန်ဖြုံးမဲ့သူမျိုးမဟုတ်ဘူးသိလားနှွမ်ပြောခဲ့ဘူးဒီစကားတို့ကိုဖြတ်ခနဲတရိယာကရှင်းဝမှကျင်သွားသည်အဲ့ဒီတုန်းကတော့မခန်စားချက်ကိုနှွမ်မစားနာခဲ့မိပြီနှွမ်ဒီဖြတ်ခနဲမျက်လုံးမိခါတပ်ပြင်းတစ်ချက် ရှိုက်လိုက်သည် ်ထို့နောက်တိတ်ဆိတ်စွာပင်အပြင်ဘက်သို့လှဲ့လျက်ရှူကင်းတွေကိုငီးမောလာသည် ကလေးမျိုးမှထွက်ပြီးမကြခင် စီတင်တစ်တော်ကျဝိုင်းကိုဖျက်ရသည် ကျုံးမင်တချို့ကို မြင်ရသည် ထို့နောက်မကြခင်မှာပင် နွမ်းတို့ကားသည်ချင်းပြင်းနေ၏အစတောင်တန်းပေါ်သို့ရောက်လာသည်အမြင့်ပေ၃ထောင်ကျော်လေးတိမ်တွေကလှလာလေကောင်းငင်ကပြလာလေနေရောင်ကပို၍ဝင်းပါလာလေ လေကအေးလာလေ။အိုးဒါနှွမ်တို့ရဲ့ချင်းပြီလေ။ဟောဟူမာမတ်ဆောက်သည့်တောင်တွေကအကြာအလတ်မရှိသလိုတလုံးနဲ့တလုံးကတ်ထန်နေသည်။လမ်းတို့သည်ညာစင်းရောင်ကပလာပေါ်တွင် တွန့်ခေါင်နေသောဖဲကျိုးတစ်စာကိုအသာချထားခဲ့သလိုကြံရစ်သည်။ နတ်ဆောက်တီကျောက်ကမတွေကကြောက်စရာလိုလိုနှိမ်ခုံချလိုက်ရင်ဘလူနီမှာပါလဲဟုယူနန်နန်တွေးမိသွားအောင်ဖြာယောင်းသည် တောက်ဆောင်မှာတော့ထင်းရှူပင်တွေနှွမ်ကလွမ်းမောပွဲရှုခင်းတို့ကိုငေးမောနေစေတွင်ကားရှိကမ်းမှဖွင့်လိုက်သောတချင်းတန်ကတာယာစွာထွက်ပေါ်လာသည်တောင်မဖာရေချမြမြတစ်ချိန်လောက်တောင်ရမောပြေး ဒါဟာလေချင်ပြေရဲ့လေးတစ်ခုပါချင်းတောင်နှန်းနဲ့လိုက်ဖက်ညီတို့တချင်းတန်ကလွင်ပြန်လျက်နှွမ်းတို့ကားလေးကချင်းတောင်နှန်းတွေစီတို့ဦးတည်လျက်နှွမ်းနာထဲမှာတော့မဏိပူရာမြည်ရီစီတန်ကိုကြားမိတယ်လို့လို့တောင်ဆောင်ဘော်ကပိန်းပီပန်းတွေချာမှာပြေးလွှားရိမ်မောနေသည့်တငယ်ချင်းသုံးယောက်၏ရှေ့တန်ကလေးတွေကိုခုပင်ကြားမိလိုက်တယ်လို့လို့ တောင်နှင့်တိမ်တို့ကြားတွင် အလွမ်းသည်လွင့်ကားမျောကားခရီးနှင်စေ